ခေဒါတော့ညနေအတွက်နော်ညနေအတွက်ပြရမယ်ညနေအတွက်ဆိုရင်သူကဘယ်အနေစာဒီ3လေးအောင်းချင်းခွန်ပေါ့နော်ခွန်အဲ့လိုခွန်ဖြစ်လို့မလို့သူက ဒီ836ဆိုပြီးတော့ခွန်ဖြစ်တယ်နော်ခွန်ဖြစ်တယ်တခါဒီလိုမျိုးလဲပြန်ပြီးတော့ခွန်ဖြစ်တယ်3ရေ86ရေတော့အဲ့လိုမျိုးလဲပြန်ခွန်ခွန်ဖြစ်တယ် နောက်ဒီမှာခုံခုံပေါင်းတော့ခုံခုံပေါင်းတော့၄လေးနော်အဲ့လေးအဲ့လေးကို1333ညဆိုပြီးတော့၄တယ်เนาะ1333ညဆိုပြီး၄တယ် အဲ့ဒါကိုတစ်ခါပြန်ပြီးတော့ဒီမှာလေးတယ်3တစ်တုံညာနဲ့ပြန်လေးတယ်နော်3တစ်တုံညာနဲ့ပြန်လေးတယ်တစ်ခါလေအပီးပေါ့နော်အပီးအပီးချုပ်တာပေါ့အဲ့တော့ဒီမှာဆိုရင်6ပေါင်းခြင်း4 ရှင်းချောင်းပေါင်းရင်လေးအဲ့လေးကိုဒီလိုလေးရရှိရှိရှိ၆ချီ၆ချီတော့လေးပြဖို့အတွက်ဆိုရင်ရှစ်ထည့်ရနော်ရှစ်သုံးလေး24ဒါမှသူကလေးပြမှာ အဲ့ဒါကိုပြန်ပြီးတော့သူကလေးမယ်လေးမယ်ဆိုရင်ရှေ့ဒီမှာရှေ့6ရှိတယ်နော်6ရှိတော့သူဒီရှစ်ပဲပြန်တယ်ရအဲ့မှာလေးမယ်နော်အဲ့တော့ဒီမှာအစိမ့်နဲ့ပြန်ပြီးပြောပြမယ် ဒီ၃လေးပေါင်းခြင်းခွန်ခေါ်ကဒီလို၈၃၆ပေါင်းခြင်းခွန်အဲ့ဒါကို၃၈၆နဲ့ပြန်ခေါ်တယ်နော်တခါဒီခွန်ခွန်ပေါင်းခြင်း၄အဲ့ဒါကိုဒီမှာ၁၃၃ညဆိုရင်၄အဲ့ဒါကိုဒီမှာ၃ရဲ့၁၃ညရဲ့ပြန်၄တယ်နော်တခါ၈၆ပေါင်းခြင်း၄၄တာကိုသူကဒီလို၄မယ်ဆိုရင်၈၈၈၈၃လုံး၈၃ည24နော်၄ အဲ့ဒါကိုဒီ8324နဲ့ပြန်လေးမယ်เนาะဒီမှာ6 break 6 break သို့မဟုတ်8 8ပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့6 break ရမယ်ပေါ့เนาะ၄ဖြစ်မယ်ဆိုရင် 6BK ဒါမှမဟုတ်လို့ရှင်အဘူး8 8ဆိုတော့ရမယ်เนาะဘူး8 8ရမယ်အဲ့တော့ဒါ8 8ကတကွက်ပေါ့เนาะ6 break ဒါမှမဟုတ်8 8အပြီးချုပ်ပေးမယ်ဆိုရင်8 8ရှိတယ်နောက်6 break ရှိတယ်เนาะ အဲနောက်နောက်တစ်ခုကတော့ကျွန်တော်တို့အပိတ်တလုံးပေါ့နော်အပိတ်တလုံးပြပေးမယ်အဲ့တော့ရှစ်ကနောက်ထပ်ရှိသေးတယ်ပေါ့နော်ရှိသေးတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာဒီ၃ကဒီမှာ၃ကြာဒီခွန်ကဒီမှာခွန်ကြာဒီရှစ်ကဒီမှာရှစ်ကြာဒီတစ်ကဒီမှာတစ်ကြာဒါဆိုဒီရှစ်ဒီတဘွဲနှစ်ဘွဲသုံးဘွဲလေးဘွဲငါးဘွဲဆက်ပြီးမယ်ဆိုရင်ဒီမှာကဒီဘွဲမှာကျွန်တော်ရှစ် ရှစ်တလုံးရှိတယ်နော်ရှစ်တလုံးရှိတယ်ရှစ်တလုံးကြားဖို့ရှိတယ်ဆိုတော့အဲ့အဲ့ဒါရှစ်ခုနကရှစ်ကိုထောက်ပံ့ပြုတာပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာ33 383ပေါင်းခြင်း4 39 14ပေါင်းခြင်း4 28ရှစ်ပေါင်းခြင်း8အဲ့ဒါကိုသူဘယ်လိုဖြစ်မလဲဆိုရင်ဒီမှာ4ဆိုတော့106 ပေါင်းခြင်းက၄၈၆တုံညာပေါင်းခြင်းကလည်း၄เนาะဒါဆိုရင်ဒီမှာ၈ဖြစ်မယ်ဆိုရင်၄တုံညာ၄နောက်ပိတ်ထည့်ရင်ဒါ၈ဖြစ်မယ်၄၄၈เนี่ยဒါ၄နောက်ပိတ်တစ်လုံးရတယ်ဗောနော်၄နောက်ပိတ်ရတယ်ဒီမှာက ဒီနှစ်တသုံးပေါင်းခြင်းကကြောင်းနောက်ပိတ်ကြတယ်။ကိုးရှစ်သုံးပေါင်းခြင်းကတောင်းညနောက်ပိတ်ကြတယ်။နှစ်လေးရှစ်ပေါင်းခြင်းက၄နောက်ပိတ်ကြဖို့ရှိတယ်ဘောနော်၄နောက်ပိတ်ကြဖို့ရှိတယ်။နောက်တစ်ခုကနောက်တစ်ခုကကြတော့ လိုလဲဆိုရင်ဒီ3နဲ့တင့်နဲ့ပေါင်းခြင်းဟာသူက4เนาะအဲ့4ကိုအဲ့4ဒီမှာဆိုရင်တင့်ပေါ့เนาะ4 1ဒီမှာဆိုရင်2 4 1 2เนาะ4 1 2ဆိုအဲ့လိုနှလုံးနှလုံးသွားတာကိုသူကဘယ်လိုမျိုးပြန်ပြီးတော့ပြန်ဖြစ်လဲဆိုရင်ဒီမှာ8နဲ့6နဲ့ပေါင်းခြင်းဟာဒီ4 တင့်နဲ့တုံညာနဲ့ပေါင်းရင်ကဒီ1ရှင်းနဲ့4နဲ့ပေါင်းရင်ဆိုရင်ဒီ2ဒါဆို4နောက်ပိတ်ဒီကျွန်တော်တို့3ချက်ရှိတယ်ပေါ့နော်4နောက်ပိတ်3ချက်ရှိတယ်အဲ့တော့ခုနကတော့ကျွန်တော်တို့ဒီကကျုပ်ကြတဲ့အလုံးတွေရှိတယ်ပေါ့နော်3 9 8 1 8နော်3 9 8ဒါဆိုဒီမှာ8ကြာမယ်ဒါဆိုရင်ကျွန်တော်တို့84ဆိုတဲ့တကွက်ထိုးတင်တယ်ပေါ့နော်84ဆိုတဲ့တကွက်ထိုးတင်တယ်နောက်တစ်ခုက ဒီပုံစံမျိုးနဲ့ခုနကတော့ဟာရှစ်ရှစ်เนาะနောက်ရှစ်ရှစ်ရဲ့ရှစ်လေးရဲ့เนาะနောက်တစ်ခုက6 break ပေါ့เนาะအဲ့တော့နှစ်ကွက်ပဲထိုးရမယ်ပေါ့เนาะရှစ်ရှစ်ရဲ့မထိုးရမယ်ဆိုရင်ကျွန်တော်ထိုးကွက်ကြည့်မယ်ပေါ့เนาะထိုးကွက်ကြည့်မယ်ဆိုရင်ကျွန်တော်ရှစ်ရှစ်ရဲ့ရှစ်လေးရဲ့ပေါ့เนาะနောက် စီဒီဆွဲဖို့ကကြတော့ကျွန်တော်၄ဘိတ်ပေါ့နော်၄ဘိတ်၄ဘိတ်စီဒီပေါ့၄ဘိတ်ကစီဒီပေါ့နော်၄ဘိတ်စီဒီဆွဲရမယ်ပေါ့နော်၄ဘိတ်စီဒီဆွဲရမယ်နောက်ကြတော့6 break ကတော့နည်းနည်းပါပါရန်ရင်လည်းရန်ကြပါနော်6 break လေး base series ရှိတော့ဒီနှစ်ခွက်ကတော့ဒါ main ပေါ့ရှစ်ရှစ်နဲ့ရှစ်လေးနဲ့ပေါ့နော်တကယ်လို့မှ6 break ၄ base နဲ့6 break ဆိုပြီးရန်ကျင်ရင်လည်း တော့ဘာရံမလဲဆိုရင်ကျွန်တော်24ဆိုတာပြန်ရံပေါ့နော်24 24ဆိုတဲ့တစ်ခွက်ရံလိုက်ပေါ့နော်ရံပေါ့24တစ်ခွက်ရံရံတော့ပြန်ကြပေါ့နော်ပြန်ကြအနေနဲ့ရံကဲအားလုံးပဲကံကောင်းကြပါစေ